ကျွန်တော်မိဘတွေရည်စရာတစ်ခုပြောပြချင်တယ်အဲ့ဒါပါလဲဆိုကလေးတွေအသက်ရွယ်နဲ့ like ကြီးွားတာမိဘတွေက like ပြီးမကြီးလာတဲ့ဟာတွေအများကြီးပဲအဲ့ဆိုကျွန်တော်ဒီနေ့မိဘတွေသူ့ရွယ် like ဘလို့ပံ့ပိုးပေးရမလဲဆိုတဲ့ဟာကိုကျွန်တော်တေးချာလေးပြောပြပေးချင်တယ်မွေးလာပြီးဆိုတာနဲ့နှစ်နှစ်ကြာကလေးတွေဘာလုပ်ချင်လဲအားလုံးလည်းသိရမိဘတွေကလေးတွေကချလိုက်ရင်ငိုတယ်သူနှွေးထွေးဖို့လိုတယ်မြေတားလိုတယ်လုံခြုံဖို့လိုတယ်သူတို့လိုချင်တာ safety အဲ့တော့ဘာဖြစ်လဲဆိုရင်ဒါကိုကပြီးလို့ရတဲ့ဟာပေါ့နော်ဒါကတော့မိဘအားလုံးလုံးတက်တယ်ကျွန်တော်ပြောတာထက်တောင်ပိုပြီးတော့ကောင်းမယ်ဆိုတော့ကျွန်တော်သိတယ်ပေါ့နော်အဲ့တော့နှစ်နှစ်ကနေ6နှစ်ကြာစပြီနှစ်နှစ်ကြော်တာပြီဆိုတော့ ਨੇ စကားနားမထောင်ကျွန်တော်ဘူးမလုံချင်ဘူးဆိုတော့မတလုံးဆောင်ဆိုရက်ကလေးလေးဖြစ်လာပြီပေါ့နော်မစားချင်ဘူးမလုံချင်ဘူးမအိပ်ဘူးဒါမဆိုတော့ကိုယ့်ကိုယ်ကိုနည်းနည်းလေးသူ့ရဲ့ခန္ဓာကိုယ်သူ့ရဲ့စိတ်ကိုပိုင်ဆိုင်ချောင်းကိုပြချင်လာပြီဟုတ်လားမသိအဲ့ပြီးွားရင်သူရွေးတဲ့အင်ဂျီမှာဝစ်ချင်နေဆိုတော့သူ့ရဲ့ independence confidence ကိုသူစတည်ဆောက်ပြီး identity တခုကိုစတည်ဆောက်ပြီးပေါ့နော်နှစ်နှစ်ကနေ6နှစ်ကြာဆိုရင်မိဘတော်တော်များများပါလို့ကျင်လာသမင်းစားကျင်တယ်လို့ပြောစရာမလိုအချိန်မှန်တာနဲ့နန်နီကနေသမင်းကျွေးပြီးွားပြီး အဖွားကနေကြွေးပြီးွားပြီအမေကနေကြွေးပြီးွားပြီဘာဖြစ်လဲဆိုကလေးတယောက်ကသူလိုချင်တဲ့ဟာတောင်သူမပြောတတ်ဘူးအဲ့တော့ကြည့်ကြည့်လိုက်မူဂျိုချောင်းရောက်သွားရင်ပူဆိုးမူဂျိုချောင်းရောက်သွားရင်အဲ့လိုကလေးတွေကပူပြီးတော့ကြော်လွားရတယ်ပေါ့နော်ဘာဖြစ်လဲဆိုရင်ကလေးတယောက်ကသူလှုပ်ချင်တဲ့ဟာကိုသူမလုံနိုင်အင်ဂျီမွေးတတ်ဘူးဖက်နက်မစီးတတ်ဘူးဘာမှဆိုအကုန်လိုက်လှုပ်ပေးတယ်ကလေးကဘာဖြစ်လဲဆိုရင်ယုံကြည်မှုအာနေသွားတယ်အဲ့တော့အိမ်လုတ်တွေအဲ့ချိန်မှာခိုင်းလို့ရတယ်အိမ်လုတ်ကိုများများလုတ်စေချင်တယ်အိမ်လုတ်လုတ်တာကဘာကိုပြောချင်တာလဲဆိုရင်အလုတ်ကိုပြီးစေချင်လို့မဟုတ်ဒီအိမ်ရဲ့ တာဝန်ကိုမျှခံတယ်ဆိုတဲ့အတိတ်ပဲကိုကျွန်တော်ပေးချင်တာဖြစ်တယ်။အဲ့ချိန်မှာသူဒီသူလုံနိုင်တဲ့ဥမာထမင်းစားရမယ်ဆိုရင်ကျွန်တော်တို့ကဇွန်လေးတွေခင်းလေးတွေထားတာအတူလုံနိုင်တယ်။သူစားပြီးတော့ပကံတွေပြန်သိမ်းတာဆိုဒါဒီသူ့ရဲ့ယုံကြည်မှုကိုတိဆောက်တာဖြစ်တယ်။အဲ့ကြောင့်မလို့နနစ်ကလည်း6မိနစ်ကြာဆိုအိမ်မှုကိစ္စတွေကိုကျွန်တော်တို့သူတို့ကိုလှုပ်စေချင်တာအဖြစ်သူတို့ရဲ့လက်ချောင်းတွေတန်စေသလိုသူတို့ရဲ့စိတ်ယုံကြည်မှုကိုလည်း အာတန်စေပါတယ်။6နှစ်ကနေပြီးတော့ကျွန်တော်တို့17နှစ်ကြာသည်ကလေးတယောက်ကိုဘယ်လိုလူဝင်နဲ့ပေါင်းမလဲဆိုတဲ့ဟာကိုမိဘရွေးပေးရမှာဖြစ်ပါတယ်။ဘာဖြစ်လို့အဲ့လိုမေးရလဲဆိုရင်ထားပါတော့သူဒီသူ့ရဲ့တငယ်ချင်း6-9ယောက်ကအားကစားလိုက်စားရတော့သူတို့လိုက်စားမယ်။အဲ့ဒီ6-9ယောက်က chess တွေစော့တယ်၊ဒုံးမွေလည်းတင်းချပြိုင်ပွဲဝင်ပြိုင်တယ်။အဲသူတို့တွေကအင်္ဂလိပ်စာပို့လို့တယ်ဆိုတော့ဒီ coding ပို့လို့တယ်ဒီယာတွေကိုလုတ်ပေးခြင်းအပြင်ဘာဖြစ်လဲဆိုတော့သူပေါင်းမဲ့မိတ်ဆွေပေါ့နော်သူပေါင်းမဲ့မိသားစုတွေကကျွန်တော်တို့မိဘရွေးပေးရမှာဖြစ်ပါတယ်ဆိုကလေးကဘလို့လို့တိမအောင် ဟုတ်လားမသိဒီเจ้าကိုတတ်မယ်ဘယ်မိသားစုနဲ့ပေါင်းမလဲဆိုတာဟာဒီကလေးကိုကျွန်တော်တို့အများကြီး shape လုပ်လုပ်ပေးပါတယ်နောက်တစ်ခုကဒီ6နှစ်နဲ့7နှစ်ကြားမှာခန္ဓာကိုယ်ဖွံ့ဖြိုးတဲ့အချိန်ဖြစ်တယ်ပေါ့အဲ့တော့ဘာဖြစ်လဲဆိုကလေးတယောက်ရဲ့ကျွန်တော်ဇွဲလုံးလဝရီအောင်ရှိအောင် train ပေးတာဒီတစ်ခုတည်းတည်းရှိရဲ့အဲ့ဒါပါလဲဆိုရင်အားကစားဖြစ်ပါတယ်အဲ့တော့အားကစားတစ်ခုကိုဒီဇိုင်းမဲ့မဲ့လှုပ်စေခြင်းအဖြစ်ပံ့ပိုးပေးခြင်းအပြင်ကလေးရဲ့ယုံကြည်စေစိတ်အခက်ခဲတွေ့တဲ့အချိန်မှာကြော်လွားခြင်းနဲ့စိတ်အဲ့ဟာအများကြီးတိုးတက်စေရပေါ့နော်ဒါပါလဲဆိုရင်ဒီ6နှစ်နဲ့7နှစ်ကြာမှာအားကစားတစ်ခုကိုလှုပ်ပေးခြင်းကအရန်ကောင်းတယ်ပေါ့နော်အဲ့တော့7နှစ်ကြော်သွားပြီဆိုရင်တေးကြတယ်မိဘတွေကြုံတွေ့ရတဲ့ခေါင်းကန့်ရတဲ့တစ်ချက်ကပါဖြစ်လဲဆိုကိုယ့်စကားကိုတိတ်နားမထောင်ချင်တော့ ။ဘာကြောင့်ဆိုသူဒီပြိုပွဲဝင်လာပြီလူပြိုဝင်လာပြီအဲ့တော့ဘာဖြစ်လာလဲဆိုရင်သူ့ရဲ့ identity ဆိုတာသူလိုက်ရှာပြီငါဘယ်လိုလူမျိုးလဲငါဘယ်လိုယုံကြည်လဲဆိုတဲ့ဟာဒီဘာဆိုသူပတ်ဝန်းကျင်ကိုသွားရှာပြီအဲ့လိုရှာတဲ့အချိန်မှာကောင်းတဲ့လူတွေလည်းတွေ့နိုင်တယ်လူမကောင်းတဲ့လူကလည်းတွေ့နိုင်တယ်အဲ့တော့ဒီလိုအချိန်မျိုးမှာမိဘကပြောရမယ်ဆိုရင်တော့အရင်တော့လိုမျိုး helicopter လိုမျိုးနောက်ကနေလိုက်လို့မရတော့ဘူးသူ့ကိုကျွန်တော်တို့ကဘာဖြစ်လဲဆိုတလန်းလောက်မှာမျက်စိတလန်းလောက်မှာလက်ခုပ်တီးပြီးတဲ့အဖေမေဖြစ်ဖို့လိုအပ်တယ်သူ့ကိုကျွန်တော်အာသ try ကြည့် ဟုတ်လားဒီပွိုင်ပြိုင်ပွဲလေးလုံးကြည့်အဘယ်ကိုသွားကျင်လဲဆိုတော့သူ့ကိုဂိုးလေးတွေချပေးပြီးတော့လုံနိုင်နေဆိုတဲ့ identity တခုပေါ့နော်စမ်းကြည့်ကြည့်ပါလား မြင်းစည်းဝါနာပါမြင်းစည်းကြည့်ကျွန်တော်ကုတ်ရင်စိတ်ဝင်စားကုတ်ရင်လုပ်ကြည့် art and design ကျွန်တော်စိတ်ဝင်စား art and design လေးလုပ်ကြည့်ပြောရင်သူဒီသူကိုယ့်ရဲ့စိတ်ကို तू ကဘာဖြစ်လဲဆိုရင်စမ်းပြီးတော့ငါဘယ်လိုလူမျိုးလဲဆိုတဲ့ဟာကိုကျွန်တော်လေ့လာမှာတချို့ကြတော့ language တွေကိုရရတယ်ဗျာ language ရရတယ်ဆိုရင် तू language အသစ်လေးတွေကျွန်တော် introduce လုပ်ပေးတာပြောပေါ့ဘာကြောင့်လဲဒီရွယ်မှာကလေးတွေဒီဒီလူမျိုးကိုဝါနာပါတဲ့ဟာနဲ့ကိုကြိုက်တာနဲ့မကြိုက်တာကိုသိချင်းအဖြစ် session နဲ့ရောက်တဲ့အချိန်မှာ university ရွေးတဲ့အချိန်မှာဘာဖြစ်လဲဆိုရင်မှန်ကန်တဲ့ major တွေရွေးနိုင်မှာ ယ်ပြီးရင်သူ့ကိုသူအတန်ရှိတဲ့ကလေးဖြစ်လာမယ်ပေါ့နော်ပြန်စမ်းသကြီး16နှစ်ရောက်တဲ့အချိန်10တန်းလမ်းအောင်ပြီးသွား IG ပြီးသွားတဲ့အချိန်ကျမှမေမေဖေဖေကျွန်တော်ဘာတက်ရမလဲအော်โอเคအသားကျွန်တော်စုံစမ်းပေးမယ်ဆိုပြီးအဦးလေးကိုမေးပေးမယ်လေးဆိုပြီးတော့ကျွန်တော်ကအာအဖေအမေကပြုံးဖြတ်ပြီးတော့မေချာရွေးပေးလိုက်တယ်တက်ကူကိုလည်းဖေမေပဲရွေးပေးလိုက်တယ် ဟုတ်လားအဲပြီးွားရင်အလုပ်ရမှဆိုရင်လည်းအလုပ်ကိုလည်းထပ်ရှာပေးတယ်ပြီးွားရင်မိန်းမရှာပေးတယ်ပြီးရင်အိမ်မှာဘာဖြစ်ကလေးမွေးရင်လည်းကလေးကိုကြည့်ပေးတယ်ဆိုတော့အဲ့လိုမျိုးပြောရင်ကြီးတာလူတာကြီးွားတာအတုံးမကျတဲ့လူတွေကိုမွေးပေးမဲ့မိဘတွေဆိုရင်တော့ဒါကျွန်တော်ယင်လေးတယ်ပေါ့နော်အဲအကြောင်းမို့လို့ကလေးတယောက်ကိုကျွန်တော်တို့ဘာကြောင့်မို့လို့ပြုစုပြောထောင်တာလဲ 18နဲ့19နဲ့မှာသူကိုယ်တိုင်သူဘဝမှာကိုထက်တာတဲ့နေရာတစ်ခုအဲကြောင့်တခါတလေကျရင်မိဘတွေကိုယ်တိုင်ကအမိုးဖြစ်နေမိဘတွေကအမိုးအနေနဲ့ခံနေဒီကလေးကဘယ်လုံးမှပြန်မနိုင်ဘူးအဲကြောင့်မို့လို့သူ့အရွယ်သူ့ပိုင်းခြားမှာတေချာပြုစုပြောထောင်ပေးနိုင်မှသာလေတကယ်သူ့ဘဝကိုရင်ဆိုင်ပြီးတွားတဲ့ချိန်မှာတကယ်ရင်ဆိုင်နိုင်တဲ့ကလေးတယောက်ဖြစ်လာမှာဖြစ်ပါတယ်